မင်္ဂလာပါမင်္ဂလာပါအာအခုကကျွန်တော်တို့ဒီကျွန်တော်နိုင်ငံမှာပေါ့နော်အဲခွန်နေမှာကြာတော့ဆရာအင်ဗတာတွေတော်တော်လေးအသုံးယူလာကြတယ်ပေါ့နော်အသုံးတော်သိရတယ်အဲ့ကျွန်တော်တို့ဟုတ်တယ်ဆိုလာကစ်ဟုတ်တယ်အဲ့တော့ဒီအင်ဗတာတွေသုံးတဲ့အခါမှာကျွန်တော်တို့အင်ဗတာကိုတချို့ကာရှာမှာသုံးတော့သုံးတယ်သူတို့သိတာတော့စွိုင်းအင်ချွေတာတော့ပဲသိတာပေါ့နော်ဟုတ်ကဲ့သူ့အသုံးခြင်းအပြင်ကျွန်တော်တို့က ကောင်းခြင်းတွေဆိုခြင်းတွေပေါ့နော်အဲဘလို့ဆောင်းရံတွေရှောင်းရံတွေပေါ့နော်ဒီအချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဆရာဆိုခြင်းကောင်းခြင်းပေါ့နော်ဘလို့အသုံးပြမှာဟာလေးကျွန်တော်နည်းနည်းလောက်ညွှန်ဝေပေးပါအောင်ဆရာဟုတ်ကဲ့ဒါတော့ဒါကြောက်ရရွှေရတာကျွန်တော်တို့ဒါကစားမိုင်းလည်းတည်အောင်ပါဗျာဒါဟုတ်ကဲ့ဟုတ်တာဒါဆရာတို့ကျွန်တော်တို့ကတည်ပြီးသားပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာအဲ့တော့ဟိုအင်ဗတာကတော့ပုံမှန်အပြင်အင်ဗတာအဲကွန်းကတော့သူ့ရဲ့တတ်မှတ်ထားတဲ့ ဒီဇိုင်းပေါ့နော်သတ်မှတ်ထားတဲ့ဒီခန်းနဲ့ light loading တွေရှိတဲ့ capacity ပေါ့နော်ဟုတ်ကဲ့ဒေဂျာလေးရွေးပြီးတက်နိုင်မယ်ဆိုရင်တော့ inverter အကုန်ကတကယ်ကောင်းပါတယ်ဟုတ်ကဲ့ဆောင်းတကယ်ကောင်းတယ်ဆိုတာဟိုစိုင်းရင်သုံးဆမှုတက်တာပါဗျဟုတ်ကဲ့ဆက်တက်တာဖြစ်တဲ့အတွက်တာမန်ကျွန်တော်တို့အိတ်တိတ်လို့ပြောဆိုမီတာကလည်းတက်တာမယ်ဟုတ်ကဲ့ဆက်အဲနောက်တစ်ခုကြတော့ဘာလို့ဆိုရင်ဆက်ရတက်တန်းလည်းရှည်တာပေါ့ဟုတ်ကဲ့ဆက်ရလက်ပတ်ချိန်ကျွန်တော်လုတ်လို့ရတဲ့ဟိုပမာဏဟိုအဲအကုန်ဆိုတည့်တဲ့အတိုင်းပဲဟုတ်ကဲ့ဟိုစပီးရအများနာ ပတ်စတာပြည့်နေတယ်ဟုတ်တာပုံသင်လုံးနဲ့လဲတယ်ဟုတ်ကဲ့ကမရာရဲ့ဝင်ကြတော့လဲတော့လဲတယ်ပုံသင်လုံးနဲ့လဲရတာမက်ဆီမာစပီမျိုးမဟုတ်ဘူးဟုတ်ကဲ့အချို့ကြလဲနည်းနည်းလေးပဲအေးသွားပြီဆိုရင်သူကစပီကနေသွားတော့ဒါဒါမျိုးဆိုတော့အဲ့ဒါဟုတ်အဲဆိုတော့အားလေးပြဆက်ရရဲ့အဲ့တော့ခန်းကကျွန်တော်တို့တက်တော့တက်တာဟုတ်ကဲ့ဆိုလာအဲကွန်ဆိုတော့ဆိုလာခစ်ဆိုတော့အဲကွန်ဆိုရင်အင်ဗတာမှဆိုတော့ဖြစ်နေတာဟုတ်ကဲ့ဆက်တော့အင်ဗတာအဲကွန်တက်တဲ့အတွက်အခုတက်တဲ့ဟာကဟိုစောင့်ရင်ခြွေတာဖို့ဆိုတော့ကျွန်တော်မြင်လာတော့ဒီကတော့ဘက်ထရီ ကြာကြာပေါ့နော်ခံကြနာပေါ့ဟုတ်တာဟိုဝင်ထားတဲ့ဘက်ထရီကစိုက်ကတင်းနေလို့ဟုတ်ကဲ့ဆာအဲတင်းနေမဲ့ဟာမှာကျွန်တော်တို့ကဟိုဘက်ထရီဘိုးကတည်ရမလားဝင်လိုက်လို့ရှင်တော်တော်စေးကြီးတာပေါ့ဟုတ်တာဟုတ်တာဆေးကြီးတော့အဲ့ဒီစာကျွန်တော်တို့ရိုးတန်းနဲ့အဲကောမသုံးတော့ဘူးအင်ဗတာအဲကောသွားသွို့ရင်ဟုတ်ကဲ့အဲတော့ဘက်ထရီကကြာကြာဒီအကြီးမော်ရပဲနဲ့တော့ရှိနေတဲ့ဘက်ထရီလေးရပဲအချိန်ပိုကြောင်သွားမှာဟုတ်ကဲ့ပုံမှန်အဲ့ကျွန်တော်တို့50တဘို့200ကြည့်တာဆိုရင်ပုံမှန်ရိုးတန်းနဲ့အဲကောသုံးမယ်ဆိုရင်အဲကောဟိုပါပေါ့နော်ဘက်ထရီရဲ့မျိုးစားနဲ့သူရဲ့ quality light ပေါ့နော်ခဏ6နာရီတုံးရတယ်ဆိုရင်ဟုတ်ကဲ့ဆရာဒါရင်ဗတာအေကွန်းတုံးလို့ရှင်7နာရီ8နာရီ7နာရီ9နာရီလောက်ဒီတုံးအောင်ဒါဆိုတော့ညပိုင်းအဲကျွန်တော်တို့7နာရီလောက်ကတုံးတယ်ဆိုတော့မနက်မိုးလင်းတီပေါ့နော်ကလေးရှိတဲ့အိမ်တွေဆိုရင်တက်တော့တက်တာလေးနဲ့ပြီးလို့ရတာပေါ့နော်ဒါမှနေခင်းအသေးပူတဲ့ခါကြလဲကြာကြာလေးတုံးအောင်အဲတို့လည်းအဲကြောင့်ကျွန်တော်ထင်ပါတယ်သူကဒါအိုဒီကတုံးတယ်လို့ထင်ပါတယ်ဟုတ်ကဲ့နောက်တစ်ခုကတော့စောစောပြောတယ်ဒီဗတာအေကွန်းတုံးလာပြီပေါ့ဟုတ်ကဲ့ဘယ်လာပြီဆိုတော့တချို့ကတော့ ဟိုအမှန်တအဲကွန်းဟာစောင့်ချွေတာနိုင်တယ်ပေါ့နော်ဘယ်ဒီပြဿနာသုံးနိုင်တယ်လို့ဆိုပြီးဝေတာပဲပြဿနာဘာဖြစ်လဲဆိုအဲရောက်ခါကြမှာပေါ့အဲရောက်မှာကျော်ရင်ယူတာအဲကွန်းသုံးနေရမှာဘယ်ဒီကြာကြာသုံးရလဲအမှန်တအဲကွန်းတော့သုံးပြီဆိုတာကြမှာပြဿနာဘာတက်လဲဆိုပထမစောစောကတော့ကြာကြီးမကန်တော့ဟာဘယ်လိုဖြစ်တာလဲဟုတ်ကဲ့ဟုတ်ကဲ့ဒါဆက်စီလဲဆက်လို့စီလဲလာပါဟုတ်တော့အဲဟုတ်ကဲ့လာစလုံးစီလဲအဲ့ဒါမျိုးပြဿနာလေလာတာဟုတ်ကဲ့ဆရာပြောရဲဒါဆိုအချက်လေးလေးတွေလွယ်လွယ်မားနေတယ်ဖြစ်မှာပါနော် တတ်မှတ်ထားတဲ့ကျွန်တော်တို့ capacity နဲ့တူတုံးပြထားတဲ့အခန်းအကျယ်ဝင်နေဒါလေးမျက်နှာဆိုင်ပါဗျာ။အာဆိုင်တာပေါ့ဗျာကြီးနော်။အဲဆိုင်တယ်။အဲတော့မှဟိုကျွန်တော်ဆိုတော့ဟိုဟာလေးပြန်ဆက်အခန်းဒီဆောက်ရတဲ့ပုံကဆိုတော့မျက်နှာချက်တွေပါလေအပူစိတ်ဝင်မှုရမ်းများတာ။ဟုတ်ဟုတ်ဗရင်းလေးဗရင်းမောက်တယ်လည်းမှန်ဗရင်းမောက်တယ်နေရာလည်းထိုးသေးဟုတ်ကဲ့နော်။နောက်ဆောက်ရဖွဲ့စည်းပုံကလည်းဆောက်ဆောက်ပြီးနေရောင်ကြီးရမ်းထိုးတဲ့နေရာမျိုးတွေဖြစ်နေတယ်။အုတ်ဒီတုံးစရတဲ့အုတ်ဒီပဲဖြစ်ဖြစ် partition နေရာဖြစ်ဖြစ်ဟုတ်ကဲ့ဘူးစိတ်ငုံရမ်းများတာအဲ့တော့ခိုင်းရကိုလင်းလောက်ကတက်လာဟုတ်ကဲ့ဆက်လာတဲ့ခါကျတော့ တက်လာပြီဆိုရင်ဘာသာအဲကွန်သုံးထားရဆိုလို့ရှိရင်ဘာသာအဲကွန်ကဒီစောစောတက်လာတဲ့ကိုလေးလုံးနဲ့မျှတဲ့ capacity side မှာဆိုတော့ကျန်တဲ့ကိုလေးလုံးတက်လာတဲ့ video ဗီဒီယိုဟောင်းလောင်းအောင်ရှိရဆိုရင်โอเคတက်တဲ့ဆက်ကလည်းတောင်းလောင်းအောင်ရှိရမှာโอเคဆရာဟိုဘက်ကကျွန်တော်တို့ကိုလောင်းအောင်တက်ထားတယ်ဆိုရင်ကဲကိုလေးလုံးကကြီးနေမယ်โอเคเนาะဆက်ကပေးနေမယ်ပေါ့နော်ဟုတ်ဒါဆိုရင်ဆက်ကလည်းအခန်းထဲမှာကျွန်တော်တို့ကအေးဖို့လိုအပ်တယ်လို့သူစင်စာတွေကသဘောပေါက်ပေါ့ပေါ့ပြီဆိုရင်ကွန်ပျူတာကိုဆက်ဆက်ပြီးလဲတော့ပေါ့โอเคဆရာဟုတ်အဲအဲ့တော့ကျွန်တော်ဒါရဲ့သဘောက အခိုင်ကုန်လို့လိုက်ပြီးတော့စစသားတွေကခိုင်းရပူချင်းထောင်းလန်းပြီးတော့ကွန်ပရက်ဆာ SP ကာမော်တာရီ SP ကိုဟုတ်တယ်လူလူကစားပေးရဆိုတော့ခန့်ပူပြီးဆိုရင်တော်တော်လေးစပီကပုံမြင့်တော့ပေါ့မြင့်ပြီဆိုတော့လည်းစပီမြင့်ပြီဆိုတော့ကွန်ပရက်ဆာအသေးအတိုင်းပဲဟုတ်ကဲ့ဆာစပီပုံမှန် speed ရဲ့20%လောက်မြင့်ကို power condenser ရဲ့80%လောက်ကြီးတက်လာ။အော်ဟုတ်ကဲ့ဟုတ်တော့ဟုတ်ဟုတ်ဒါကဘာတော့ဆောင်ဆိုရင်စပီ20%လောက်မြင့်ဆိုရင် watch charge လောက်ဖြစ်လာတော့ဟုတ်ကဲ့အဲ့ဒါဖြစ်နိုင်ကြီးပြောတာပါတကယ်ကြတော့လဲတော့တေးရတာ1400 1300အဲ့ဒီဝင်ကျင်တော့တက်လာပါ โอเคဘောလုံးဆောင်စားတဲ့ကွန်ပျူတာဆိုပြီးတော့ဟုတ်ကဲ့အဲအဲ့ဒါကြတော့စောစောပြောတယ်ကွန်ပျူတာစပီကမြင်လာတော့ပါကွန်တန်ရှိရများပြီဆိုတော့ဘက်ထရီကလည်းဟိုညံ့ညံ့ကုန်ပြီပေါ့အဲ့တော့ cooling capacity မှာမကိုက်ခဲနဲ့အဲကျွန်တော်တို့ကစောစောပြောတဲ့ inverter air con ကိုတွားယူနေမိတယ်ဆိုလို့ရှိရင်အဲအဲ့တော့စောစောဘက်ထရီကကြာကြာမခံနဲ့ပြစ်ပါနောက်တစ်ခုကကျွန်တော်တို့ဒီ inverter တိုက်ဒီကျွန်တော်အသုံးပြုတဲ့အခါမှာဆရာဒီ error တွေဖြစ်ပေါ်လာတဲ့အခါမှာဆရာကျွန်တော်ဒီနိုင်ငံရဲ့အခြေအနေက ြည်ပြင်းလို့လွယ်နေပြီလားဆရာအဲ့ဒါတော့ဒီလိုပေါ့ဗျာကျွန်တော်တို့ကဒီ inverter အကုန်းဝယ်တဲ့ခါလဲရိုးသားသားပြောရရင်တော့ inverter လဲ inverter နည်းပညာဟိုအရင်မြင့်တဲ့အကုန်းတွေရှိသလိုချို့လဲပုံမှန်ပေါ့နော်ဟုတ်ကဲ့ကျန်ယူအကုန်းတွေရှိတာဟုတ်ကဲ့ဆရာဘယ်လိုပဲဖြစ်ဖြစ်အဓိကကတော့ဒီနည်းပညာဆိုတာရောင်းတဲ့ company ရဲ့ဟိုပေါ့ after sales service နဲ့ကိုဆိုင်ပါအဲ့တော့ after sales service ကောင်းတဲ့အကုန်းသုံးရင်တော့လဲပြဿနာဖြစ်လာတဲ့ခါအကောင်းချို့အောင်ပေါ့နော်ဟုတ်ကဲ့ဆရာအမ after sales service ကောင်းတဲ့ဆိုတဲ့ခါကျတော့ ကျွန်တော်တို့အဲကောင်ကစောစောပြောလို့ဆရာပြောလို့တခုပြတ်သွားလဲဟုတ်ကဲ့ဆရာကုမ္ပဏီကတာဝန်ယူမှုတာဝန်ခံမှုပြေဝရှိတာဟုတ်ပါဘူးဆိုရင်တော့အဲသူကသူညီမညာကောင်းကောင်းညီမညာညံ့ညံ့တိတ်တော့အဆင်ပြေမှာမဟုတ်ဘူးဟုတ်ကဲ့ပါဆရာအဲ့ဒီတစ်ပိုင်းတော့ရှိတာဘူးဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒါဆိုအင်ဗာတာတိုက်ဖြစ်တိုင်းတော့လဲစစ်မဖြစ်နိုင်ဘူးပေါ့ဆရာနော်ပြောပြောချင်တာပေါ့နော်ဟုတ်ပါဘူးအဲ့တော့နောက်စကူရကြပါစောစောပြောတယ်အင်ဗာတာအဲကောင်ကိုဝယ်တယ်ဆိုလို့ရှိရင်ဟောတက်တော့မယ်ဆိုရင်ဖြစ်နိုင်ရင်တော့ပြောင်းကျင်တဲ့ပညာရှင်တွေတိုင်ပင်ပြီးတော့ဒီခန့်ကအကောင်ကြီးဘယ်လောက်နဲ့တုံးနေပါတော့ဟုတ်ကဲ့ဒါမျိုးနဲ့ ဒီချက်တွေ့ချက်ပြီးတက်တာတော့အကောင်းဆုံးပဲဟုတ်ကဲ့ဆိုတော့အနည်းဆုံးတော့ပညာရှင်ဆိုတော့သူ့ရဲ့အနည်းဆုံးသူသိရတဲ့တွေ့ကြုံနဲ့ခြေကသဘောတရားခြေကသဘောတရားနားလည်နေတော့နားလည်နေတော့ဒီခါဘယ်လောက်နဲ့ကြိုက်မလဲဆိုတော့ तू ဟုတ်တယ်ဟုတ်တယ်သိနေတာပေါ့ဟုတ်တယ်ဆိုရင်နော်ဟုတ်ကဲ့ပုံမှန်တော့သိရမလားကာဆာမာတရားတချို့ကအာသာတကောင်တော့ရပါတယ်တကောင်ဝင်တော့ကိုယ့်ကိုဆိုးချက်ပြီးတန်နေကြတာဟုတ်တယ်ဟုတ်စေတခုဖြစ်ခါကြမှာလားရတယ်ရတယ်လားဟုတ်တယ်အဲ့လိုပဲပုံမှန်အဖြစ်လေးအဲ့လိုပဲဟုတ်တာပါဆရာဟုတ်ကဲ့ပါဆရာအဲ့တော့တရားတော့ဘာဖြစ်ဖြစ်ဒီလူနေရာမှာတော့သက်ဆိုင်ရာကြွန့်ကျင်တဲ့တက်ကြွနဲ့လူတွေကတော့တိုင်ပင်သိနေပေါ့နော်ဟုတ်ကဲ့တိုင်ပင်သိတတ်တာတော့ ျွန်တော်အကောင်းဆုံးလို့ထင်ပါခဲ့ပါဆက်ကျွန်တော်တို့ကကာရှာမာလီနဲ့အဓိကဆောင်ရန်ရှောင်ရန်ဆိုတော့ခုနပြောတဲ့အနှစ်ချုပ်ကတည်းကအင်ပါတာတိုက်ကိုအသုံးပြမယ်ဆိုရင်အဓိကကျွန်တော်တို့ဘက်တရီလေးရေရှည်အသုံးခံအောင်ဟုတ်တယ်เนาะစွမ်းရင်ချွတ်တာရဲ့ရောက်အောင်ဆိုရင်ကျွန်တော်တို့ကကိုတက်မဲ့ run အနေထားရယ်နောက်ပြီးရကျွန်တော်တို့အခုတက်မဲ့ခုနဗီဒီယိုတွေအခုအသုံးပြမယ်ကျွန်တော်တို့ခုန capacity ဟိုเนาะဒါတိတိကျကျအနည်းဆက်ဆုံးတွက်နိုင်အောင်အကောင်းဆုံးပါเนาะအဲ့လိုမျိုးခုနလွဲမှားပြီးအသုံးပြမယ်ဆိုရင်တော့ခုနကောင်းကျင့်တဲ့ ဆိုတဲ့ဘက်ကိုကျွန်တော်တို့ရောက်သွားနိုင်တယ်ဗောနော်ဖြစ်နိုင်တာဗောဖြစ်နိုင်တာဩโอเคပါဆရာအဲ့ဒါတခုအဲ့ဒါတော့သိကြတယ်โอเคဆရာနောက်လူကြတော့ဘာဖြစ်တွေ့ဖို့လုံလဲဆိုတော့ကျွန်တော်တို့ကအင်မလာတိုက်ဟာဟိုဒီ electricity ဗောဘိုးအတက်ကြဗောနော် fluctuation သိမခံနိုင်โอเคဆရာခံနိုင်တဲ့အတွက်အင်မတာနဲ့တွေ့သုံးမှုဆိုတော့ပြဿနာမရှိဘူးโอเคပုံမှန်လျှက်စက်နဲ့သုံးနေဆိုရင်ဘိုးကအတက်ကြရများတဲ့နေရာမျိုးဆိုရင်ဗောမဒီငင်းတဲ့နေရာမျိုးဗောနော်ဟိုကကြကြတဲ့တိုင်းငင်းနေတော့ကောင်းသေးတယ်โอเคဆရာအဲတက်တက်တဲ့တိုင်းငင်းနေလည်းကောင်းသေးတယ်ဟိုတော်တော်တက်လိုက်ကြလိုက်ဗောဝရီမီးစော်သလိုဖြစ်နေဆိုတော့ အဲ့လိုနေရာမျိုးကျွန်တော်အင်ဗတာတိုက်သုံးတာကျွန်တော်တို့အားမပြီးဘူးဟုတ်ကဲ့ပါသုံးတယ်ဟုတ်ကဲ့ပါဆရာတို့ကြာပတ်ဝန်းကျင်ကကျွန်တော်အော်ရိုးထားတဲ့နေရာမျိုးဆိုတော့ညာဆူဆွဲပြီးတော့ကျွန်တော်တို့အဲမော်ဘောပိုးဟာလိုမျိုးအိမ်မြောင်လိုမျိုးတွေရမ်းကျစားတဲ့နေရာမျိုးတွေအမိုက်တီးရရှုပ်တဲ့နေရာမျိုးတွေကျွန်တော်အင်ဗတာတိုက်သုံးဖို့ကျွန်တော်တိတ်အားမပြီးဘူးအော်အဲ့လိုအားမပြီးဆိုရင်ပြတ်ပါโอเคครับดาวดาวไอ้โหลเป็ดโหลซ้อๆပြောလို့ดาวยังดาวยังดาวคําพูดရှိတယ်เอโกบรันပေါ့เนาะโอเคဒါမျိုး အတော့တော့တော့နည်းတော်သေးရပါတော့ဟုတ်ကဲ့ပါအဲ့ဘယ်ကုန်ကြီးကတော့အမကန်ကာလာအတွင်းပြည့်တော့ပြည့်ပြည့်ပြည့်ဟုတ်တာပါတော့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါတော့ရေးကြည့်ပါအာဒါဆိုတော့ဆရာခုနကကျွန်တော်တို့ပြောသလိုပဲ